ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေကျွန်တော်တို့ international break လေးရောက်ပြီးအဲ့ဒီမတိုင်ခင်မှာလဲ liverpool team ရဲ့ဘက်ကကျွန်တော်ရာသီအစတော်တော်လေးအချိန်ကြီးကောင်းပြီးတော့အမှတ်တီရသည်မယူထားနိုင်ပြီးတဲ့နောက်မှာသုံးပွဲဇက်တိုက်ဆိုသူတို့ပြိုင်ပွဲစုံမှာ liverpool ကရှုံးနေဒါနဲ့ပတ်သက်ပြီးတော့နီးပြားဖြစ်တဲ့ arsenal နဲ့ပတ်သက်လို့ down shout ဆိုသူတို့ တို့တို့ဒါဝေဖန်မှုတွေရှိလာပြီပေါ့လေမေကွန်ထုတ်မှုတွေကျွန်တော်ရှိလာပြီပေါ့ဆိုတော့လေဘာဝူးတင်းရဲ့ပြည်သက်တွေနေနေရောအာနီစရောရဲ့ဒီယာဒီပြိုင်ဘက်ကိုချင်းကတဲ့ပုံစံတွေလေဘာဝူးတင်းဒီယာဒီကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ညီကိုတို့ဘယ်လိုမြင်ကြလဲအာနီစရောအနေနဲ့သူ့ကိုယ်ပိုင်အိုင်ဒီယာတွေကိုပုံဖော်ဖို့ကျူးပန်းတဲ့နေရာမှာလုံးဝပူပြီးတော့စူးလာတယ်ဆိုပြီးတော့ကျွန်တော်မြင်နေရတယ်ဒါတွေနဲ့ပတ်သက်လို့ညီကိုတို့ဘယ်လိုမြင်ကြလဲဆိုတော့တရားတာတစ်ခုကတော့လေဘာဝူးတင်းမှာ ဖလားပြီးခဲ့တဲ့ယာဒီကရပြီးတဲ့နောက်ပိုင်းဒီယာဒီမှာအပြောင်းလဲတွေအများကြီးကိုကျွန်တော်တို့အာနီစလောကလုတ်နေတယ်ဆိုတော့ဒီနေရာအပြောင်းလဲဆိုတဲ့နေရာမှာကစားမအပြောင်းလဲတွေဒီမဟုတ်ဖ ೇನೆ idea ပိုင်းအပြောင်းလဲတွေကိုပါကျွန်တော်တို့နေတဲ့အာနီစလောကကျွန်တော်တို့လုတ်နေတာဒါကလည်းပဲသူ့ကိုသူသူအချိန်ရပြီလို့ယူဆလို့လုတ်နေတယ်လို့ပဲကျွန်တော်ထင်တယ်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲရောက်ရောက်ချင်းယာဒီမှာဘယ်သူမှဒီအာနီစလော့ကိုပေါ့နော်ပရီးမီးယားလိဖလာရယူနိုင်မယ်လို့မထင်ကြဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီကစားအဲ့ဒီကစားသမားဆင်းရင်ဒီ ယာဂင်ကလော့ပ်ရဲ့ကစားမစီဖြစ်နေလို့ပဲအာနီစရောရဲ့လက်အောက်မှာအမန်ကန်ခေါ်ထားတာဆိုလို့ဘယ်သူကြည့်မလဲဖက်ဒရီကိုကီဇာပဲကျွန်တော်ရှိမယ်ထင်ပါတယ်အဲ့တော့ဖက်ဒရီကိုကီဇာကိုယ်တိုင်ကလည်း injury prone လို့ဖြစ်နေတဲ့အနေအထားမျိုးမှာလေဘာဦးတင်းမှာကလော့ပုံစံအတိုင်းကလော့လူစင်တိုင်းပဲတွားနေရတယ်ဒီနေရာမှာယာဂင်ကလော့ဘ်လိုမျိုးကျွန်တော်အနေနဲ့ဒီ direct play နေမဟုတ်တော့ဘဲနဲ့ပေါ့နော်ပို့ပြီးတော့ control type ကိုကျွန်တော်တွားခဲ့လို့အဆင်ပြေပြီးတော့ပရီးမီးယားလိမှာအကောင်းဆုံးအသင်းဖြစ်ကျွန်တော်မြင်ရတယ် ပြီးရင်ကျွန်တော်တို့ကဖလားတွေပါတယ်အမှတ်အသားစီးတွေနဲ့သူတို့ရတယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်အပြောင်းလဲတွေပါတယ်ကျွန်တော်ရှိသွားတယ်เนาะတော့ကျွန်တော်တို့ဒီအာနုကိုကျွန်တော်တို့ကအလွတ်နဲ့လက်လွတ်တဲ့စောစောစီးစီးရီယမထရစ်ဘက်ကလူကျင်လို့တာ9000 10000သူတို့ပြေးလိုက်တယ်ပေါ့နော်ပြီးရင် frame bound နဲ့ကျွန်တော်အစားထိုးတယ်ပေါ့နော် frame bound နဲ့အစားထိုးတယ်အဲ center back မှာဆိုလို့ရှိရင်ကျွန်တော်တို့ကရဲ့ကွန်ဆာတို့လိုကစားမားတွေကိုလက်လွတ်တယ်ပြီးလူပြ16နှစ်ရွယ်ဂျီယိုဗန်နီတို့ကိုကျွန်တော်ခေါ်တယ်ဂေဟီတို့ကိုခေါ်ပြီးကျူပတ်နဲ့အလုံးမဖြစ်ခဲ့ဘူး left back မှာဆိုလို့ရှိရင်လည်း ကျွန်တော် Robertson ကဆက်ထားပြီးတော့ဗောနော်ကျွန်တော်သာ Coast Deck ကိုလက်လွတ်လိုက်တယ်ထင်ပါတယ်ပြီးရင်ကျွန်တော်တို့နေနေဗောနော်ဒီအဲ Cargas ကိုသူတို့ခေါ်တယ်ဆိုဆန်နတ်နောက်တန်း၄ရောက်မာရင်ကိုနှစ်နေရာလောက်အပြောင်းလဲဖြစ်သွားပြီအပြောင်းလဲဖြစ်သွားပြီးတော့ Queen Lee ကတော့ဒီတိုင်းပဲဒိုင်းပဲလို့ဗောနော် Number 10 room မှာ Florian VS ကျွန်တော်ရောက်လာတယ်ရောက်လာနေဆိုတော့ Alistair Graven Barge နဲ့ကျွန်တော်တို့ Dominic Soboslai တွေကဒါ၃ယောက်ထဲက၁ယောက်တော့နေသူနေရာပျောက်တော့မယ်ဒါမှမဟုတ် out of position ကစားရတော့မယ်ဆိုတာကျွန်တော်တို့ဘောနော်တွေးမိကြတယ် ဆိုတော့ left wing မှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ရာသီမှာအဓိကအဖြစ်ကျွန်တော်ကစားခဲ့တဲ့ Louis Diaz ကိုကျွန်တော်က Liverpool တင်းထင်ရောင်းလိုက်ပြီးတော့ကိုရီကပူကိုပို့ပြီးတော့နေရာပေးတယ်။အရင်တော့ကတော့ကိုရီကပူကအဲ့ဒီပြီးခဲ့တဲ့ရာသီမှာ force nine ဖြစ်ကစားရတာမျိုးတွေပါတယ်ကျွန်တော်တွေ့ရသေးတယ်ပေါ့နော်။ဒါအပြင်တိုက်စစ်ကလည်း Darwin Nunes တို့ပါတော့ကိုလက်လွတ်တယ်။ကံမကောင်းစွာနဲ့ပဲ Jota တို့ကိုလက်လွတ်လိုက်ရအပြီးမှာကျွန်တော်ဒီ Hugo Akitiki တို့လိုကစားမတွေ Isak တို့လိုကစားမတွေကိုခေါ်တယ်။ Salah ကိုကျွန်တော်အနေနဲ့ ဂိုးပေါက်နဲ့ခက်ဝဲဝဲအစုံကိုကျွန်တော်ပို့လိုက်တိုင်မျိုးတွေကျွန်တော်ရှိပြီးတော့ဆာလာဟာသူနဲ့အရန်အတွဲညီပါတယ်ဆိုတော့ trend ကိုလက်လွတ်လျရတဲ့နောက်ပိုင်းမှာညာချမ်းမှာကစားတဲ့ပေါ့နော်ကျွန်တော်တို့ဒီဟို corner bradley ပဲဖြစ်ဖြစ် frame ပေါင်ပဲဖြစ်ဖြစ် dominic woodline ပဲဖြစ်ဖြစ်ဆာလာနဲ့လုံးဝကိုအလွဲမမိဘူးဆာလာဟာကျွန်တော်တို့နေ trend ကိုလက်လွတ်လျရပြီးမှာတော်တော်လေးကိုတိုင်ပတ်သွားတယ်အခုဒီရာဒီမှာအရန်ယုံကန်နေရတာတွေကိုကျွန်တော်ကြည့်ရင်သိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအပြောင်းလဲတွေ အများကြီးလှုပ်လှဲတဲ့ခါကျတော့လေပါဦးသည်မှာပြဿနာတွေကအများကြီးစုံသွားတယ်။ဒါကျွန်တော်တို့ရှုံးသုံးပွဲစတိုက်ရှုံးလို့ပြောနေတာတော့မဟုတ်ဘူး။သုံးပွဲစတိုက်ရှုံးနေဆိုတဲ့အနေထားမှာတခုတော့ရှိတယ်နော်။အာနီစလောကသူ့ရဲ့ career နီးပြ career manager career မှာပထမဆုံးကြုံရတာပဲ။လေပါဦးမှာရောက်မှာမဟုတ်ဘူး။လေပါဦးသည်မှာသူ့အနေနဲ့ဘောနော်သုံးပွဲစတိုက်ပြိုင်ပွဲဆိုရှုံးနေ။အဲသူ့ career သူ့ရဲ့ manager ဘဝတက်တဲ့နေချောင်းမှာအဲ့လိုတခါမှမကြုံဘူး။ ူကျွန်တော်တို့ဒါဖီယန်နူတို့ဘာလို့ကင်ွယ်ကလေးကလည်းเนาะဒါမှမဟုတ်ကျွန်တော်ကြားထားရတယ်ဆိုတော့ဒါဟာလီဗာပူးအသင်းအတွက်တွေမဟုတ်ဘဲနဲ့သူကယ်ရီယာအတွက်ပါတော်တော်လေးကိုကျွန်တော်တို့ဒါအသိမကောင်းတဲ့ record ဖြစ်သွားတယ်ပေါ့ဆိုတော့ပြီးခဲ့တဲ့ရာသီအလုတ်ဖြစ်ခဲ့တဲ့အသင်းကိုကျွန်တော်တို့အနေနဲ့အပြောင်းလဲတွေအများကြီးလှုပ်လိုက်တာကတော်တော်လေးကို တိုင်ပတ်သွားတယ်တော်တော်လေးကိုတိုင်ပတ်သွားတယ်ဟိုဘယ်လိုပြောမလဲသူအိုင်ဒီယာဘိုင်းနေပါအပြောင်းလေးကြီးကျွန်တော်လှုပ်ထားတယ်ဗျာအိုင်ဒီယာဘိုင်းနေအပြောင်းလေးလို့လှုပ်ထားတယ်အဲ့ဒီအပြင်ကိုကစားသမားအပြောင်းလေးကြီးပါအများကြီးလှုပ်ထားတော့အရာအားလုံးကိုကျွန်တော်အနေနဲ့ ချက်ချင်းဆိုသလိုအလုပ်ဖြစ်ဖို့ကတော်တော်လေးကိုခေရင်ပြီးတော့တိုင်ပတ်တာရာသီစနိုင်ပွဲရခဲ့ပါတယ်ဆိုတဲ့ပွဲစဉ်ဒီမှာကလေးကလာလေဘာလို့ပြည်သက်တယ်ဆိုသိတယ်။ဘာဖြစ်လဲဆိုတော့စိတ်ချမ်းသာသာမကြည့်ရဘူးလို့နော်နောက်ဆုံးတော့နိုင်သွားလို့တော်ပါသေးတယ်လို့ဆိုတဲ့ပွဲတွင်အကုန်လုံးနှိပါဖြစ်နေပြီ။နော်ကျွန်တော်ဟိုရှေ့ပွဲဒီမှာဆိုလို့ရှိရင်ကျွန်တော်နောက်ကြဂိုးတွေနဲ့ကြည့်ပဲနိုင်တဲ့ပွဲစဉ်တွေကအများကြီးပဲ။အဲ့တော့အားလုံးကတော့ကျွန်တော်တို့နေပေါ့နော်ပြောနေကြတာပေါ့ဟာဒီကောင်ဒီကန်ကောင်းနေတာဘယ်နည်းဘယ်ုံတိုင်ပတ်ဦးမလဲမသိဘူးပေါ့။ဒါပေမဲ့ပြည်သက်တွေကလည်းပဲ နောက်ဆုံးတော့နိုင်ပွဲကပဲအဓိကပေါ့ဒါပေမဲ့လေလို့ကွင်းတကယ်တကယ်ပွဲမပြီးမချင်းရင်ကခုံနေရတော့မဲ့ဟေးလို့เนาะကျွန်တော်ဒါစိတ်မချရဘူးဟေးဆိုတဲ့ပွဲအများကြီးကြုံခဲ့တာအဲ့လိုမျိုးဒီနေနေနောက်ကြကိုရီနဲ့နိုင်နေနောက်ကြကိုရီနဲ့နိုင်နေနောက်ကြကိုရီနဲ့နိုင်နေဆိုတော့ရလက်ကောင်းကြီးကအတင်းအကောင်းအကောင်းဆုံး performance မပြနိုင်တဲ့ပွဲဒီမှာတော့မှယူထားနေတာမျိုးတွေကျွန်တော်ရှိတော့အရာအလုံးကအပေါင်းလက္ခဏာဆောင်တဲ့ပုံစံမျိုးတွေဖြစ်နေတာဒါပေမဲ့တော့တချင်ချင်းမှာသူတို့ဒီမျိုးအခက်အခဲတွေကြုံလာနိုင်မည်ဆိုတာ အားလုံးကတော့သတိထားမိကြတယ်ပေါ့အဲ့လိုပဲကျွန်တော်စပြီးတော့ဂျုံသွားတယ်တကယ်တကယ်သူတို့ကိုစိန်ခေါ်သွားတာကလည်း Crystal Palace လို့မျိုးပေါ့နော်ကျွန်တော်အတင်းက Palace နဲ့ပွဲတင်မှာသူတို့စပြီးတော့ရှုံးတယ်နောက် Galatasaray ကွင်းမှာကျွန်တော်ရှုံးတယ်အခုလည်းကြည့်ကျွန်တော် Chelsea ကွင်းမှာကျွန်တော်ရှုံးပြီးတော့၃ပွဲဇက်တိုက်သူတို့ရှုံးတယ်အဝေးကွင်းမှာဒါဟာ Arne Slot အတွက်ဒီ International Break အတောအတွင်းမှာအများကြီးသူ့အတင်းကိုပြန်ပြီးတော့ဟို assess လုပ်ရမယ်ပြီး analyst တွေ analysis တွေဘာတွေအများကြီးပြန်ပြီးတော့လုပ်ရမယ်ပြောင်းလဲမှုတွေပြန်ပြီးတော့ လောက်ရမယ်ပေါ့နော်ပုံစံတွေအများကြီးဖြည့်ရှင်းရမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အပြောင်းလဲတွေအများကြီးလုံးလိုက်တာကတော်တော်တိုင်ပတ်သွားတာဒါကလည်းပဲပေါ့နော် အာနီစလောကသူ့ကိုသူအချိန်ဝင်လိုက်တယ်လို့ပဲကျွန်တော်ထင်တယ်လောလောဆယ်ပရိသတ်တွေရဲ့ဘက်ကတော့သိတယ်မလားဟိုအာနီစလောကိုထုတ်သိမ့်ပြီးဘာညာပြောနေကြတယ်ဆိုတော့အ ਨੇ စုပဲရှိတာတကယ်အများစုကအာနီစလောကဒါတွေကိုပြန်ပြီးတော့ပြောင်းပြန်လှန်နိုင်မှာပါနော်အတင်းတောင်ရှိသူတွေရဲ့ဘက်ကလည်းပြီးကြတဲ့ယာတီပထမဆုံးယာတီမှာဖလားယူပေးထားတဲ့နီးပြကိုဘယ်သူကမှပေါ့နော်ကျွန်တော်ဒီလိုဒီယာတီဒီလိုလေးဂျုံသွားလို့ဆိုပြီးတော့ ထုတ်ဖို့ပြုဖို့အတွက်ပရက်ရှာပေးမနေသလိုအန်နီစလော့ကိုယ်တိုင်လည်းအဲ့ဒီပရက်ရှာခံစားမနေရဘူးအားလုံးကအေးအေးဆေးဆေးပဲသူဟာသူ့ရဲ့ကိုယ်ပိုင်အိုင်ဒီယာတွေကိုပုံသွင်းမှုအတွက်ဖလားတစ်လုံးယူပေးပြီးတော့အချိန်ယူဝယ်ထားတာဆိုတော့ဖလားယူထားတဲ့နီးပြကိုချက်ချင်းကြီးဆိုသလိုဘောနော်အတန်း400 500ပေးထားလို့ဆိုပြီးတော့ဒီလိုလေးကြုံရတာနဲ့ထုတ်လိုက်မယ်ဆိုတော့ဘယ်သူမှကိုထင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ကြည့်ရင်အာနီစလိုဒီသူ့အိုင်ဒီယာတွေကိုအချိန်ရတဲ့အတွက်ပုံဖော်နေတာပြည်တနာက လူအပြောင်းလဲတွေအပြင်ကို idea အပြောင်းလဲတွေပါကျွန်တော်တို့လှုပ်ထားတဲ့ခါကျတော့တော်တော်လေးတိုင်ပတ်တယ်သူတပင်းကျွန်တော်အနေနဲ့လေပါဦးသိန်းမှာဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ຢာဒီကအတိုင်းပဲပေါ့နော်သွားနေတဲ့အရာတခုဆိုလို့ပါရှိမလဲ auto position မှာ pressing သွားတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်သူက424နဲ့ pressing သွားတယ်ဗျာဒီလားနော်424နဲ့ pressing သွားတဲ့အခါ center back also center mid နှစ်ယောက်ကွန်းလင်ကစားမ2ယောက်ရဲ့သူတို့အရေးပါမှုတွေကအများကြီးစကားပြောတယ်အဲ့ဒါအပြင်ကိုပဲကျွန်တော်အနေနဲ့ပေါ့နော် full backs တွေပေါ့နော် full back ကစားမတွေရဲ့ ပြိုင်ဘက်ဖူဘက်ကစားမတွေကိုတွားပြီးတော့ press လုပ်တဲ့အချိန်ကျွန်တော်တို့ဒါချိန်သား kait ကျွန်တော်တို့တွားပြီးတော့လုံနိုင်စွမ်းရှိမရှိဆိုတာကလည်းအရင်စကားပြောတယ်ဒါအပြင်အာနီစတော့ကနောက်တန်းမှာ pressing လုပ်နေတဲ့အချိန်နောက်တန်းမှာဆိုလို့ရှိရင်လည်းသူကအမြဲတမ်း extra man ကိုတအမြဲတမ်းလိုချင်တယ်ပြောချင်တာကပြိုင်ဘက်မှာကျွန်တော်နေတဲ့ bait play ကစားနေတဲ့အချိန်ပြိုင်ဘက်ကစားမတိုက်စီက3ယောက်ရှိနေတယ်ဆိုသူက4ယောက်လိုချင်တယ်နော်ပြိုင်ဘက်ကစားမက4ယောက်ရှိနေတယ်ဆိုသူက9ယောက်လိုချင်တယ် အဲပြိုင်ပြိုင်ကစားမက2ယောက်ပဲရှိတယ်ဆိုသူအနည်းဆုံး3ယောက်လိုချင်တယ်အဲသူခန်စစ်တန်းမှာအမြဲတမ်းကျွန်တော်နေနေပေါ့နော် extraman ကိုသူအမြဲတမ်းလိုချင်တာထားပါတော့ chelsea နဲ့ပွဲမှာဆိုဂျာဝ်ပက်ထရိုရှိမယ်အဲအဲ့ရဲ့နောက်မှာဒါကျွန်တော် van dyne နဲ့ kunadi 2ယောက်ရှိမယ်ဒါအမြဲတမ်း extraman သူကလိုချင်တာဒါဒီသူသွားတဲ့ပုံစံဆိုတော့သူက424 pressing ကိုမှသူက man to man သွားတဲ့ခါကျတော့အဲ့လိုမျိုးလဲ extraman လဲကျွန်တော်ခန်စစ်မှာဂျုံနေပြီဆိုလို့ချင်းပြိုင်ဘက်အတွက်ကအပူတဏီယာယာမှာပေါ့ဗျာတဏီယာယာမှာကျွန်တော်နေနေပေါ့နော်ကစားမတယောက်အမြဲတမ်းအပူရှိတယ် ဲ့ဒီတော့ကျွန်တော်အနေနဲ့ Chelsea ဘက်ကပထမဆုံးရသွားတဲ့ Kai Siru ရဲ့ဂိုးမှာဆိုအဲ့လူကနေကျွန်တော်ရသွားတာเนาะ center back နှစ်ယောက်မှာဆိုရင် Joao Pedro ကိုကျွန်တော်နေရာယူထားတယ်เนาะကျွန်တော်ဒါကျွန်တော်တို့ဒါ man to man သွားနေတဲ့ချိန်မှာကျွန်တော်တို့ Chelsea ရဲ့ Kai Siru က extra man ဖြစ်ကျွန်တော်ရှိနေတဲ့ချိန် Alistair ကကျွန်တော်တို့ timing မှားပြီးတော့ကျွန်တော်တို့နေ jam လုပ်တဲ့ခါမျိုးဒီမှာ Kai Siru လွတ်ထွက်သွားရင်ねဂိုးကတော့ကျွန်တော်ရသွားတာ ကန်ကြယ်လဲကောင်းတယ်အချိန်လဲရတယ် space လဲရတယ်တည်တည်ကြာကြာကန်သွားတယ်လောင်းအမွေးရကန်တာဖြစ်တဲ့တွေ့ပေါ့နော်ကန်ကြယ်တိုင်းတော့ဝင်ချင်းမဝင်လိမ့်မယ်ဒါပေမဲ့လို့ဒါကျတို့ကန်ကြယ်အတွက်ကန်ဖို့အတွက်ပေါ့နော်ကျအချိန်လဲရတယ်နေရာလဲရတယ်ဆိုတဲ့အချိန်မျိုးမှာ ECC ဖြစ်သွားပြီးတော့ goal ပေးလိုက်ရတာဆိုတော့ Liverpool ရဲ့ pressing မှာဆိုလို့ရှိရင်အဲ့လိုကွင်းလယ်မှာပေါ့နော်နှစ်ယောက်ထဲနဲ့အလုတ်အများကြီးလှုပ်ခိုင်းတဲ့ပြဿနာတွေကတိုင်ပတ်တာအခုလည်းကြီး Manchester United လည်းအဲ့လိုပဲကွင်းလယ်မှာနှစ်ယောက်ထဲနဲ့အလုတ်အများကြီးလှုပ်လှုပ်ခိုင်းတဲ့အခါကျတော့တိုင်ပတ်ရတာပဲ တိုင်ပဲအဲ့ဒါဆိုတော့ဒါကကျွန်တော်တို့နေ out of position shape ဒီမှာ in position မှာ throw အချိန်တွေပဲကျွန်တော်ဒီတိုင်းပဲပေါ့နော်အာနုရုတို့ကစားမတွေမရှိတော့တဲ့အချိန်မှာ dominant shoe position က right back ကိုသွားကစားတယ်ဆိုလို့ရှိရင်တပွဲနှပွဲကစားတာအဆင်ပြေကောင်းပြေလိမ့်မယ်ဒါပေမဲ့ရေရှည် solution ဖြစ်သွားတဲ့အခါမှာအဆင်ပြေမနေဘူး corner bravery solution နဲ့ပဲ तू ကဘယ်လိုပြောမလဲဟို touchman combination အနေနဲ့ပြေးထွက်တာတွေပါပြီးကောင်းနေဆိုပြီးမဲ့လေလို့ပေါ့နော်အာနုရုတို့လိုမျိုး pressure ကို release လုပ်နိုင်မဲ့ passing တွေပါပြီးမလုပ်နိုင် produce မလုပ်နိုင်ဘူး အဖရင်ပေါင်လို့ဆိုလို့ရှိရင်ပြီးမင်လွားမယ်ကလွဲလို့ရှိရင်ပေါ့နော်တိုက်စစ်ကိုသွားနေတဲ့အချိန်မှပဲအန်ဒီယံများတာခန်စစ်မကနေပြီးတော့ပေးတဲ့ပလေးနိုင်သွားတဲ့အခါဘလောက်မှအန်ဒီယံတိတ်မပေးနိုင်ဘူးဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်အဲ့လိုမျိုးအာနုတို့လူကစားမမျိုးတွေကိုလက်လွတ်လိုက်ရတာကလည်းတိုင်ပတ်သွားတဲ့အချိန်တွေညုံရတာပဲဒါကြောင့်ကျွန်တော်အနေနဲ့လီဗာပူးတင်းမှာကွန်းလင်ကစားမနှစ်ယောက်တည်းရှိတဲ့အလုံးမလုံးနိုင်တော့ခန်စစ်ကိုပြဿနာကြုံလာရတယ်ခန်စစ်ကစားမတွေကအများကြီး blink ခံရတယ်ဒါမျိုးတွေကျွန်တော်ဖြစ်လာပြီဒါကြောင့်အာနီစလိုအနေနဲ့သူ့ရဲ့ idea အစ်စ်တွေ fresh idea တွေကို လူစရင်အပြောင်းလဲအများကြီးနဲ့ပေါ့နော်ပြောင်းလဲလုပ်တဲ့အခါမှာအံဝန်ခွင့်ချက်မဖြစ်မှုတွေဖြစ် in position out of position တွေမှာတိုင်ပတ်ပြီးတော့အခုလူပြိုင်ပတ်တိုင်ပတ်နေရတာပဲဆိုတော့ပြီးခဲ့တဲ့ရာသီကလူမျိုးကျွန်တော်အနေနဲ့ပေါ့နော်ကစားမအပြောင်းလဲအများကြီးမရှိဘဲနဲ့ကို idea အစ်တစ်ကိုထည့်ကျင်နေဆိုရင်တော့အဆင်ပြေရင်ပြေအောင်မယ်ပြီးခဲ့တဲ့ရာသီကလိုမျိုးပေါ့နော်အပြောင်းလဲအများကြီးမဟုတ်ဘဲနဲ့ဒီတိုင်းလေးပဲဆက်သွားတယ်ပွဲကိုပို့ပြီးတော့ control လုပ်ဖို့ intention လေးလောက်နဲ့ဆက်သွားတယ်ဆိုရင်အဆင်ပြေနိုင်ပြီးတော့အခုဆိုလို့ရှိရင်တိုင်ဘက်ကိုပြီ အရာအလုံးက idea တွေကလည်းအပြောင်းလဲတွေနဲ့ကစားသမားတွေကလည်းအပြောင်းလဲတွေနဲ့အလုံးကအံဝင်ခွင့်ကြဖြစ်ဖို့ယုံကင်နေရတယ်ပြီးလို့ရှိရင်လည်း slow ကတတ်နိုင်နေမြဆိုလို့ဘောနော်လက်ရှိခေါ်ထားတဲ့ကစားသမားတွေအကုန်လုံးကိုသူကဟိုဘယ်လိုမလဲပွဲထွက်လူစင်မှာနေရာပေးကျင်တဲ့အနေထားမှာရှိတယ်အကုန်လုံးကိုတပြုံနဲ့တုံးကျင်တဲ့အနေထားမှာရှိတယ် agitiki ကိုလည်းတုံးကျင်တယ် isac ကိုလည်းတုံးကျင်တယ် florian vs ကိုလည်းတုံးကျင်တယ် dominic subodlan ကိုလည်းလက်မလွတ်ချင်ဘူးဆိုတဲ့ပုံစံမျိုး ဆိုတော့ကွင်းလင်မှာ Greenman Bach နဲ့ကျွန်တော် Alistair ကလည်းအရေးပါတယ်ဆိုတော့ Subbu Zlain ကပုံမှန်နံပါတ်10ကစားနေတာပြဿနာကစူဘူဇလိုက်နေရာမှာ Florian VS ဝင်လာပြီဆိုတော့စူဘူကဘာလုပ်ရလဲသူ့ကိုလည်းလူမလက်မှုလေးချင်ဘူးဆိုတော့ right back ကိုသွားကစားရတယ်ဆိုတော့စူဘူဇလိုက်ရဲ့အကောင်းဆုံးခြေသွင်းကိုမမြင်ရတော့ဘူး။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်စူဘူဇလိုက်ကအာနုရုလိုမျိုးကစားမှမဟုတ်တဲ့အခါကျတော့ဆာလာအတွက်လည်းကျွန်တော်တိုင်နေရပတ်လာပြီ။ပြီးရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ရှူကိုအဂီတီကီနဲ့ကျွန်တော်တို့ဒါ Isetto ကလည်းဘယ်လိုသုံးမလဲ။အဲကိုရီကပိုးကလည်းဝင်းကစစ်စစ်ပြေးသူကကြိုက်သေးတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင် ဟိုအ ਨੇ သုံးတော့ဗျာသူကအကုန်လုံးကိုအန်ဝင်ခွင့်ကြဖြစ်အောင်အကုန်တပြိုင်နက်သုံးကျင်နေတယ်ဆိုတဲ့ချိန်ဒီမျိုးမှာအဆင်မပြေဘူးပူဆိုတာကအခုဆိုဖက်ဒရီကိုကီစာကိုပါနေရာမပေးလို့ဆိုပြီးတော့ဝေဖန်လာကြတာတွေကျွန်တော်ရှိကုန်ပြီဒါကြောင့်ဗောနော်နီးပြအာနီစလိုအတွက်တော့အပြောင်းလဲတွေအများကြီးဖြစ်နေတဲ့အချိန်ဒီမျိုးမှာကစားမသစ်တဲ့အကုန်လုံးကိုတပြိုင်နက်အန်ဝင်ခွင့်ကြဖြစ်အောင်လှုပ်ဖို့ကြိုးပမ်းနေတာတွေကသူ့ကိုအဓိကတိုင်ပတ်စီနေတာလို့ပဲကျွန်တော်ပြောရမယ်ဆိုတော့အာနီစလိုအနေနဲ့ဒီ အပြောင်းဒီဘာလို့ international break ကလာအတော်တူနေမှာသူဘာတွေပြောင်းလဲမလဲပဲကျွန်တော်ကြည့်ရမယ်ညီကလေးရောဘလူးမင်းညာရဲ့လေပေါင်းတင်ပရိသတ်တွေနေရောဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်